ဒီနေရာလေးကမိမိမနက်တိုင်းဒါလမ်းလျှောက်တဲ့နေရာလေးပေါ့နော်ဓမ္မကြီးကတော့အကျယ်ကြီးပဲပေါ့နော်ဒီမိသားလမ်းလေးပေါ့နော်ဒီမိသားလေးလေးပေါ်မှာလမ်းလမ်းလျှောက်ရတာပေါ့နော်ဘယ်နဲ့ချုပ်ပြီးတော့လျှောက်တာပေါ့နော်အာမနက်ပိုင်း6နာရီကနေ9နာရီလောက်အထိဒါဒီနေရာလေးမှာ อย่างเงี้ยไลน์ช็อตขึ้นเลยป่ะเนาะဒီမှာပေးมาလဲရေမြောင်းလေးတွေလည်းရှိတယ်ပေါ့เนาะဒီဘက်မှာတော့ဘယ်တစ်ဖက်မှာရေမြောင်းလေးဟိုဘက်မှာစပါးကင်းတွေလည်းရှိတယ်ဟိုထိတ်ဆုံးမှာတော့ကာလာမာကြီးရှင်ရှိတယ်ပေါ့เนาะဒီဘက်မှာတော့တောင်ဘက်မှာတော့တက်ကတူတက်ကတူဟွာရှိတယ်တက်ကတူရဲ့အလံတွေလည်းလက်မြင်ရတယ်ဟိုမှာစာတင်ဆောင်ကြီးကိုလည်းမြင်ရတယ်ပေါ့เนาะ အဲ့တော့ဒီနေရာလေးမှာမနာပိုင်းတော်တော်များများလမ်းလျှောက်ပြစ်တာပေါ့နော်။အိုးမာဒါဆောင်းဟောင်းပေါ့နော်။ရေဆောင်နဲ့ပြီးဆောင်မိမိတို့နေခဲ့တဲ့ဆောင်းဟောင်းပေါ့။တဲ့ထဲမှာတော့ဘောလုံးဝင်းရှိတယ်ပေါ့။ဒါမှလမ်းလျှောက်လို့မနာပိုင်းလမ်းလျှောက်လို့ကောင်းနေဆိုတော့ပြောချင်တာပါဒီနေရာလေးကနောက်ဆိုရင်အသက်ရှူလေ့ကျင့်ခန်းတွေပါလေလောက်လို့ရတယ်။ အာလာရှောက်လို့လဲအဆင်ပြေတယ်ပေါ့နော်။စွာကင်းလေးတွေစိမ့်စိမ့်ဆူဆူနဲ့အဲ့လေးရတဲ့မြေသားလန်းလေးပေါ့နော်။ဒါပေမဲ့သူတို့စီကမြေကဟိုဟာအကျွပွားလေးလို့ပြောမှာနော်။စီစီပိုင်မှာမဟုတ်ဘူး။ဟိုမြန်မာပြည်ရဲ့မြေပေါ့နော်။အာရှောက်လို့တော့ကောင်းတယ်ပေါ့နော်။အဲ့ကျမကြီးတော့မနှပိုင်းဆိုတော့ဒီနေရာလေးကိုလမ်းလျှောက်ပြတယ်။အဲ့ဒီမှာစိမ့်စိမ့်ဆူဆူနဲ့စွာကင်းလေးတွေကို ကြည်ပြစ်တယ်ပြီးတော့ပရေပထန်းနေနေရာလေးမှာရွတ်ပြစ်တော့ဗောနော်ကျမကြီးလည်းလှုပ်ရင်ဒီပရေပထန်းနေလည်းရွတ်ပတ်ဘူးဆိုရင်ဗောကိုယ်ဒါဒီနေ့ကတော့နည်းနည်းမိုးအုပ်သလိုဖြစ်နေအောင်ရေရက်တွေဆိုရင်တော့ဒီချိန်ဆိုရင်ဒါနေ နေထွက်တလောက်ဖြစ်နေပြီးတော့အဲနေပူဇာလေးလည်းနည်းနည်းလုံသွားတယ်ပေါ့15မိနစ်မိနစ်နဲ့ထောင်းနိုင်ွယ်ရေကြော်လောင်းနေထွက်တယ်ဆိုရင်အဲဒီချိန်လေးမှဒါနေပူဇာလုံလို့ရတာပေါ့ဆောင်းမနှစ်နိုင်အထိရှောက်တယ်ဆိုတော့ဒါနေပူဇာလုံလို့ရတာပေါ့ညာလေးမှဒါတရားနေပြီးတော့လေဒါဒီချားလေးလမ်းနေလေလေရှောက်လို့ရတယ်ပေါ့ သူတို့စီမားကဒီလင်ကွင်းတွေရဲ့ဘောင်တွေကအကျယ်ကြီးတွေပေါ့နော်ဟိုတုန်းကသူနောက်ဘက်မှာဆိုလဲအကျယ်ကြီးပဲအကျယ်ကြီးပဲဆိုတော့อืมလမ်းလျှောက်ရတာအဆင်ပြေတယ်ပေါ့နော်ကိုရီစီမားဆိုတော့ကိုရီဒီအဝေးတိုင်းပဲမှာနော်ကိုရီရဖက်မှာဆိုရင်ပြောတော့ကျွန်တော်ရတော့မသိဘူးအဲဘောင်လေးတွေကျင်းတော့လမ်းလျှောက်ရတာတက်ပြီးတော့အဆင်မပြေဘူးပေါ့ အဲဒီမှာတော့သူတို့ကကားတွေပါသွားလို့ရအောင်များသောအားဖြင့်လှုပ်ထားတာဆိုတော့အဲလမ်းလျှောက်လို့ရတယ်ပေါ့လမ်းလျှောက်လို့အဆင်ပြေတယ်ပေါ့ကားတွေအတွက်ကောသွားလို့ပါလို့ရအောင်လှုပ်တဲ့အခါကျတော့လမ်းလျှောက်ရတာအဆင်ပြေတယ်ပေါ့မိုးကလည်းอืมကြွားတစ်ချက်မရောတစ်ချက်ဆိုတော့ ရေသားတွေကနည်းနည်းမာတယ်ဗောနော်မာတယ်မာတယ်ဗောဟိုမူးရသွားရင်တော့စက်တိုက်ဆိုရင်တော့ရှောက်ရဖို့တော့အဆင်မပြေဘူးဗောဘာလို့ဆိုတော့ပွဲဖြစ်သွားရင်လည်းဒီလမ်းတွေကရှောက်လို့တော့အဆင်မပြေတော့ဘူးဗောนี่อ่ะเราดาดิมามะนับตอนเนี้ยมาบ่เนาะอ้าเลยเย็ดดิบ่6ใหม่เนี่ย 9နာရီလောက်လာပြီးတော့ဒီမှာကြိုးစားပြီးတော့အာလမ်းလျှောက်တာပေါ့ကျမကြီးတို့ပေါ့အဲအသက်လေးရလာတဲ့အခါကျတော့ထုံလုံးထိုင်းတိုင်းနေဖြစ်လာထုံလုံးနေနေဖြစ်လာတဲ့အခါကျတော့အဲကျမကြီးကိုကြာပြီးနေနေလမ်းလျှောက်ပြတာပေါ့တော့အထိုင်များတယ်အာလမ်းလျှောက်ရမှာပြင်းတယ်ပေါ့နော်ဆွေးနေကြတော့ အဆင်မပြေဘူးပေါ့နော်နောက်ပိုင်းကျတော့ငယ်တော့မသိတာပဲမကြည့်လာတော့မကြည့်လာချောင်းတွေထုံလာတယ်ဘဝဖြစ်လာတယ်ကိုနေရထွက်လာနေထွက်လာပြီဆိုတော့နေကြီးကိုမျက်နှာမူကြီးကိုမိမိရဲ့ရှောက်ချလာဆိုတော့တမနပိုင်းနေပူစားပေါ့လေဒါလှုံရတာပေါ့ဆောင်းမင်းနေမင်းဆယ်လောက်တော့လှုံပြတာပေါ့အဲဆိုတော့နေပိုင်းနေပူစားလည်း လှုံနိုင်ကောင်းတယ်ပေါ့နော်ဒါစာရေးထဲမှာဖတ်ရတာအဲလမ်းလည်းကျမကြီးရရှောင်းနိုင်ကောင်းတယ်ဘယ်နဲ့ဆုံးဆုံးပေါ့နေတော့ဆိုရင်တော့တိတ်မလျှောက်ဘူးပေါ့ခုမှလာကြိုးစားပြီးတော့ရှောင်းရတာပေါ့အားရရတည်းဘာကင်းစိမ့်စိမ့်ဆူဆူတွေလဲ ဒီပါလဲဒီလမ်းကတော့နည်းနည်းကျင်းတဲ့ဟိုဘက်ကလမ်းရတယ်ဆိုတာစွာခင်စင်းစင်းဆူဆူတွေလည်းအဲကြည်ရတာပေါ့တော့ဟောင်းကရှူခင်းတွေကြည်ရတယ်ဟိုမှာဒါကတော့ဒီဘက်ကတလမ်းဤသားလမ်းလေးတွေဆိုတော့ဖနှက်ချွပြီးရှောင်းရတော့ရှောင်းလို့ကောင်းတာပေါ့နော်ဟိုရအသက်ရှူလေးကျန်ငန်းလေးပါလေလေအဲဟင်းအဲလောက်ပြတယ်ပေါ့ က်ကလေးတွေရဲ့အတန်လေးတွေလည်းအဲနားထောင်ကြည့်တယ်ဒီမှာဟုတ်လို့ဟာအဲ့မှာရေးကြမနှစ်ပိုင်းချိန်ရရင်ပေါ့ အလုံးလုံးတင်းလူတွေအတွက်ကတော့ဒါအဆင်ပြေဘူးเนาะဆိုတော့အလုံးလဲသုံးရသေးတယ်ပါညာဆိုတော့အာကျမကြီးတို့ဒီတန်းလာရှောက်ဖို့ကတော့ခက်ပါတယ်အော်ဝါတဲ့သူတွေအတွက်အဲကျမကြီးတိမ်မကောင်းတဲ့သူတွေအတွက်ပေါ့เนาะကျွန်တော်ဟိုလမ်းလျှောက်ပြီးတော့ကျမကြီးလိုက်စားတာတော့ပိုကောင်းပါလေ ပို့ပြီးတော့လည်းအဆင်ပြေတယ်ပေါ့နော်အချာချာလေးစားစားလေးဒီဘာလေးနဲ့ဝိတ်ချတာနဲ့ဆိုင်တော့ဟိုလမ်းလျှောက်ပြီးတော့အစာရှောင်ပြီးတော့စာကြိုးစားပြီးတော့စီစိတ်ရှောင်ပြီးတော့ဝိတ်ချတာပို့ပြီးတော့ဒါအဆင်ပြေတယ်ပေါ့နော်အဲကြောင့် အိုင်းလာလျှောက်ကြပါကြိုးစားပြီးတော့ကျမရေးအတွက်လာလျှောက်ကြပါလို့ဒါပြောချင်တာပါနော်ဒီနေ့ကျမရေးအတွက်အသက်ရလာတဲ့ခါကျတော့ကျမရေးအတွက်လာလျှောက်နေရပါပြီနော်ထိုင်များတော့ခနာကိုကြီးလဲအညောင်းမိတော့ဧည့်စင်ထိုင်တာများ ုံးလုံးလဲတာတို့ထိုင်တာတို့များအဲ့တော့တော့အဆင်မပြေဘူးပေါ့နော်။အဲ့ကြောင့်ကြိုးစားပြီးတော့လမ်းလျှောက်တာပါ။ဒါစပါးခင်းလေးတွေကလည်းတကယ်ကောင်းပါလေ။အဲ့မှာတော့တစ်နှစ်ကိုပဲနှစ်သီးလောက်ရနေတယ်ဒီနေ့ကမိမိတို့တက္ကသိုလ်နားကစပါးကင်းနေရတော့နှစ်တိုင်း ကောင်းတာတွေ့ရတယ်ဗော။3သိတော့အနည်းဆုံးပြီးတယ်ထင်တယ်။3လတစ်ကြိမ်4လတစ်ကြိမ်လောက်တော့ဖြစ်မှန်းနဲ့တူတယ်။ဟိုမှာတစ်ကြိမ်4လတစ်ကြိမ်လောက်တော့ဖြစ်မှန်းနဲ့တူတယ်။ဒီတိုင်းရတော့လမ်းလေးမြေသားလမ်းလေးတွေဒီဘက်မှာဟိုတက္ကသိုလ်ရဲ့အနောက်ဘက်မှာလည်းဒါရှိသေးတယ်နော်တက္ကသိုလ်ထဲမှာတော့ဒီကွန်ကရစ်လမ်းတွေ တရားလမ်းကြီးဆိုတော့ရှောက်ရတာဒီဘက်မရှောက်နိုင်လဲဟိုဘက်ကိုရှောက်လဲဒါအဆင်ပြေတယ်ပေါ့မနေ့ကတော့ကတော့ဒီနားမှာမွေတကောင်တွေ့သေးတယ်တွေ့တယ်ဆိုတော့သူလဲကိုတွေ့တော့ပြေကိုလဲသူ့တွေ့တော့ပြေးမလို့တော့သူကကိုတည်းအရင်ပြေးသွားတော့အဲ့တော့ ဒီနေရာတော့ဟောဆယ်တော့မတွေ့သေးဘူးလို့ပြောမှာကဲမနက်ပိုင်းကြိုးစားပြီးတော့လမ်းလျှောက်ကြပါကျမရေတော့ဘောနော်